အားလုံးပဲမင်္ဂလာပါပုံညာကလျာဏီပါဒီနေ့ဗာပြောပြချင်းတယ်လဲဆိုတော့ဟိုနေ့ဆက်မပြောပြရတယ်လေအာအချိန်နည်းနည်းပဲရှိတဲ့သူတွေအတွက်ပေါ့နော်လက်ရှိဘဝတည်းမကဘူးနောင်တန်တရာအတွက်ပါအကျိုးရှိမဲ့ဖျားရှိခိုးတဲ့ဟာပေါ့လေအဲ့ဒါလေးကဗာဖြစ်မလဲဆိုလို့ရှိရင်လေဒီဆရာတော်ဖျားကြီးရေးခဲ့တဲ့မဟာတရဏဂုံတော်ကြီးပဲဖြစ်ပါတယ်အဲ့ဒါကိုသိတဲ့သူလည်းရှိမဲ့မသိတဲ့သူလည်းရှိမဲ့ပေါ့နော်အဓိကကဆက်မ ဒီဗီဒီယိုမှာပြောပြချင်တာကကြတော့မသိသေးတဲ့သူတွေအတွက်ပေါ့နော်ကိုမကဖျားရှိခိုးဖို့ဒါမှမဟုတ်ရင်ရော့ဖက်ထရယ်ဆယ်ဖို့အချိန်အများကြီးမရှိဘူးဆိုရင်တော့အဲ့ဒီမဟာသရဏဂုံတော်ကြီးကိုပူဇော်လို့ရှိရင်လက်ရှိဘဝတည်းမကဘူးနောင်တန်တရားဘဝဒီမှာပါတေချာပေါ့ပေါ့နော်မတ်ဖို့နိဗ္ဗာန်ရရှိပါလိမ့်မယ်ဘာဖြစ်လို့အဲ့ဒီလိုပြောရတယ်လဲဆိုလို့ရှိရင်အဲ့ဒါကရိုးရိုး ီတိုင်းဖျားရှိခိုးတာမဟုတ်ဘူးဆရာတော်ဘုရားကြီးကတရဏဂုံ၃ပါးကိုဒီခန္ဓာ၅ပါးအာယတနာ၁၂ပါးဓာတ်၁၈ပါးတစ္ဆာ၄ပါးပဋိစ္စသမုပ္ပတ်တဏှာ၃ပါးကိလေသာ၁၀ပါးဝိတုဒ္ဓိ၇ပါးအဲ့ဒီဓမ္မတဘောတွေနဲ့နှောပြီးတော့ပါသူကရေးခဲ့တာပေါ့နော်စီရင်ခဲ့တယ်ဆရာတော်ကြီးရဲ့ master piece လို့တောင်ပြောလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီစကားတွေကိုပေါ့နော်ကိုကရွတ်ဖတ်ပါများရင် ိုကိုတိုင်ပူဇော်ပါများလာရင်ဘလို့ဖြစ်လာမလဲဆိုလို့ရှိရင်ဒီယုံ난တဘာဝတင်္ခါရတွေကိုလေကိုကတိတ်ပြီးတော့ဟိုမတတ်မတော်တာမျိုးပေါ့နော်။နောက်အမှန်တရားကိုသိမြင်လွယ်တယ်တဘောပေါက်လွယ်တယ်ဒီဘဝမှာမတ်ဖို့နိဗ္ဗာန်ကိုမျက်မှောက်မပြုတ်ဘူးဆိုရင်တော့နောင်တန်တရားမှာတေချာပေါက်မျက်မှောက်ပြုတ်လိမ့်မယ်။ပြီးတော့အဲ့ဒီရဲ့စကလုံးတွေစကလုံးတွေမှာပေါ့နော်ရုတ်ဖက်ရင်လည်းတွေးပါလိမ့်မယ်။သူကဒီ ထားပါတော့နော်လူတွေအတိများကြတဲ့ပြိဿတမုတ်ဘတ်ပဲထားအဲ့ဒီကစာသားတွေနဲ့တရဏဂုံနဲ့ပေါင်းပြီးတော့ရေးဖွဲခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကအဲ့လိုမျိုးပူဇော်နေနေကိုရဲ့စိတ်ကလေဒီပြိဿတမုတ်ဘတ်တွေကိုကိုရဲ့အာယုံထဲမှာလှည့်နေတဲ့လူမျိုးကိုဖြစ်လာမှာပေါ့နော်အဲအဲ့ဒါကြောင့်တချို့လူတွေမှာဘယ်လိုလဲဆိုဒီမဟာတရဏဂုံတော်ကြီးကိုပူဇော်နေရင်းနဲ့စိတ်ထဲမှာ ထူးခြားတဲ့ခံစားမှုတွေဖြစ်လာတာပေါ့เนาะအဲဆရာတော်ဘုရားကြီးဆိုရင်စုစုပေါင်းသူက9လအတွင်းမှာ23သိန်း16800ကျင်းတောင်ပူဇော်ခဲ့တယ်အဲ့ဒီမဟာတရဏဂုံတော်ကြီးကိုဆရာတော်ကြီးကရေးသားစီရင်ခဲ့ဒါတည်းမဟုတ်ဘူးသူကိုယ်တိုင်လည်းအဲ့ဒီအကျိန်မောင်းမြောက်များစွာပေါ့เนาะအဲ့လိုမျိုးပူဇော်ခဲ့တယ်အဲ့တော့ဟိုကျန်တဲ့ဟာတွေကိုဆရာမပြောတာမဟုတ်ဘူးเนาะဒီဟာကဘာလဲဆိုလို့ရှင်ကို့မှာအချိန်မရှိလို့ ဖျားရှိခိုးကျင်နေဆိုအဲ့လိုမျိုးရှိခိုးပါအာဒါကတော့ lady ဆရာတော်ကြီးရဲ့မဟာတရဏဂုံတော်ကြီးပါဒါကဆောက်အသေးလေးပါဆောက်အကြီးတွေဖျားဆောင်တန်းတွေမှာရောင်းတာရှိတယ်စာပေတွေဆောက်ဆိုင်တွေမှာလည်းရောင်းတာရှိတယ်ပေါ့နော်အဲ့ဒီမှာဟိုကရွတ်ဖတ်ရင်းနဲ့ကိုယ့်ရဲ့စိတ်တွေကထူးခြားလာလိမ့်မယ်အဲသူကတရဏဂုံရဲ့စွမ်းအားမှာလည်းဘေးအနေနဲ့နှောက်ရက်တွေကိုဖယ်ဖြတ်ပြီးတယ်လက်လက်ပတ်တွေတိုးတယ်စီးပွားတက်တယ်ဖုံးကံမြင်တယ်အဲ့ဒီအကျိုးတွေကရရှိပြီးတာရတနာကောင်ပြောရင်အဲ့ဒီခုနက ဟိုဒီတရားတဘောတွေဓာတ်တဘောတွေနဲ့အာယတနာတဘောတွေနဲ့ရောနှောပြီးတော့ပေါ့နော်စီရင်ထားတဲ့ဟာတွေကိုပူဇော်ခြင်းအပြင်ကိုယ့်ရဲ့စိတ်တရားသူကအဲ့ဒီလောကုတ္တရာဘက်ကိုပါသူကတိတ်ညွတ်သွားအောင်တစ်ချိန်ပေါ့နော်ဒီဘဝမဟုတ်ဘူးနောင်ဘဝမှာအဲ့လိုတရားအတန်တစ်ခုခုကြားလိုက်ရင်အဲ့ဒီတရားပရိသတ်သမုတ်ပတ်ပဲဖြစ်ပါစေဦးအဲ့ဒါဆိုလို့ရှိရင်ကိုကဒီဘဝမှာထပ်ဖန်တယ်လေလေပွားများထားတဲ့ဟာဒီနောင်ဘဝကြာရင်သူကတစ်ချက်သေးနဲ့လေအဲ့လိုမျိုး တရားရသွားနိုင်တယ်ပေါ့နော်ဒီဘုရားမရခဲ့ရင်ပြောတာပေါ့နော်အဲ့တော့အဲ့ဒါလေးကိုပူဇော်ကြည်ကျင်လို့ပေါ့နော်မြမပြီမှာ ပူဇော်တာများတာတော့လူတွေကလေပဋ္ဌာန်းတို့နောက်ပြင်မဟာသမီးရတို့တို့ဒါတွေပူဇော်ကြတာများတယ်ပေါ့နော်အဲဒီဟာကြတော့ဒီမဟာတရဏဂုံတော်ကြီးကြတော့ပူဇော်ရင်းနဲ့သူကဒီလောကုတ္တရာ ပိုပေါ့နော်ပိုပြီးတော့နီးဆက်သွားတဲ့ဆိုတဲ့ခံစားချက်ကိုရရှိစေလိမ့်မယ်။ပူဇော်နေတဲ့အချိန်မှာဒါပေမဲ့တေချာပေါက်လည်းမပုံနိုင်ဘူးတချင်းချိန်မှာရမှာပါ။ဘာဖြစ်လို့လဲဆိုတော့သူကတရဏဂုံရဲ့စွာအားရဲ့နောက်တစ်ခါခုနကဒီတန်တရာကနေလွတ်မြောက်စေတဲ့အကြောင်းအရာတွေနဲ့ဆရာတော်ရေးဖွဲ့ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ပါ။အာပထမတော့ဘာလို့ကြာတော့အရင်နဲ့နေတော့တုံယုံလူကနားလည်လွယ်ဖို့တိတ်မလွယ်ဘူးပေါ့လေ။အဲ့လိုမျိုးရှိတယ်။အဲ့တော့ဒါကဟိုအချိန်ပေးနိုင်ရင်တော့လေအဲ့လို ပထမတော့မဟာသမယတုတ်တော့ပါကိုကလော်ကီအကျိုးစီးပွားအတွက်ပဲဖြစ်ဖြစ်လောကုတ္တရာအတွက်ပဲဖြစ်ဖြစ်ကိုအရှင်ပြည်သူပူဇော်လို့ရတယ်ဒါပေမဲ့ဆရာမတောင်ပါဘောပြောတယ်ဆိုအချိန်မရှိတဲ့သူအတွက်ပေါ့နော်ဒီမဟာသရဏဂုံတော်ကြီးကတကယ်ရွတ်လို့ရှိရင်45မိနစ်လောက်ကြာတယ်ပေါ့နော်အစပိုင်းမှာနောက်ပိုင်းကြာရင်တော့မိနစ်30လောက်ပဲကြာတော့တယ် အာအဲ့ဒီမိနစ်30လောက်ကိုလည်းကိုအချိန်မပေးနိုင်ဆိုပိုင်းပြီးရပေါ့နော်ဥပမာဒီနေ့အာယတနာ12ပါးနဲ့ရွတ်တယ်ဆိုရင်နောက်ရက်ကျရင်18ပါးနဲ့ရွတ်အဲ့လိုရွတ်လို့ရပါတယ်ရှင်ဒါကကိုကကိုအဲ့လိုမျိုးအချိန်ကို manage လုပ်ပေါ့နော်အဲအဲ့တော့ဆရာမကဟိုကိုကမလည်းအချိန်မရှိဘူးကိုလည်းတကယ် ဟိုတချင်ကြံတန်တရားဝတ်ဆင်းရဲကနေလွတ်မြောက်ခြင်းနဲ့ဆိုတဲ့သူတွေအတွက်အကြံကံအကြံဉာဏ်ကောင်းပေးတာပါရှင်ဒါကလော်ကီစီးပွားအတွက်လည်းတကယ်မဟာတရဏဂုံတော်ကြီးကိုပူဇော်ပြီးတော့ဖုံးကန်တွေတက်ပြီးတော့ချမ်းသာကြီးပွားစီးပွားတွေတက်တဲ့သူအာနာတွေတက်လာတဲ့သူတွေအဖုံးတကူအချိန်ဝါးတွေကြီးလာတဲ့သူတွေအများကြီးရှိပါတယ်အဲ့ဒါလေးမျှဝေပေးခြင်းတော့ပါဆရာမပုံရကလေးရနေပါနော်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေ